USA မှာ budget နည်းနည်းနဲ့ပေါ့နော်ဒေါ်လာ3သိန်း3-4သောင်းလောက်နဲ့ restaurant ဘယ်လိုဖွင့်မလဲဆိုပြီးတော့နင်းနီကိုခုတလောဖုန်းဆက်ပြီးတော့မေးကြတယ်။ဘာကြောင့်မေးကြရလဲဆိုတော့ဒီနာမည်ကြီးတဲ့ blog က Go Sign ဆိုတဲ့အကူကနီရိုဆိုင်မှာ interview video လေးလုပ်ထားတယ်ပေါ့နော်။သူ့ရဲ့ video လေးကိုကြည့်ပြီးတော့3-4သောင်းလောက်နဲ့ဒီ restaurant တစ်ခုဖွင့်လို့ရပါမလားဆိုပြီးတဲ့အခါကျတော့အားလုံးကဖုန်းဆက်ပြီးတော့မေးကြတယ်။သူတို့တွေကိုယ်တိုင်ကလည်းဒီလိုမျိုးဆိုင်လေးဒီဇိုင်းဖွင့်ကျင်ကြတယ်ဆိုတဲ့အခါကျတော့အားလုံးပဲစိတ်ဝင်စားမယ်ထင်လို့နင်းနီ ီးဖွင့်တဲ့အခါတုန်းကဒီကိုယ့်ရဲ့ budget plan လေးဆွဲခဲ့ပုံကိုပြောပြပေးမယ်ပေါ့နော်အဲ့တော့အဓိကကတော့ကိုယ့်ရဲ့ within budget အထဲကိုဝင်အောင်ဘယ်လိုမျိုးဘယ်နေရာကအရေးကြီးဆုံးလဲဆိုလို့ရှိရင်တော့ဘယ်ဟာကအရေးကြီးဆုံးလဲဆိုရင်တော့နေရာရွေးချယ်မှုပါအဲ့တော့ကိုကအဆိုင်ဒီဇိုင်းရှာတော့မယ်ဆိုလို့ရှိရင်သူ့မှာဒီ property တွေမှာ type ကနှစ်ခုရှိတယ်တစ်ခုကကြတော့ second generation restaurant ပေါ့နော် အနောက်တစ်ခုကကြတော့ဒီ empty place ပေါ့ empty place ကိုယူမယ်ဆိုလို့ရှိရင်တော့ set up လုပ်ရတဲ့ fee ကအရန်များတယ်ဘာလို့လဲဆိုတော့ဒီ plumbing တွေပြီးရင် kitchen exhaust တွေကကြတော့အရန်စီးကြီးတာတွေပါတယ်ပေါ့နော်အဲ့တော့နင်ကဒီအရာတွေကိုအစကနေပြန်ပြီးတော့မလုပ်ချင်တဲ့အခါကျတော့ဒီ second generation restaurant ကိုရွေးလိုက်တယ် second generation restaurant မှာသူ့မှာအမျိုးမျိုးရှိတယ်တချို့ကကျတော့လဲ spanish sign တွေပိတ်သွားတာရှိတယ်တချို့ကကျတော့လဲကြက်ကြော် sign တွေပိတ်သွားတာရှိတယ်တချို့ကကျတော့လဲ ဒီ coffee ဆိုင်တွေ pizza ဆိုင်တွေပိတ်သွားတာရှိတယ်ပေါ့เนาะအခုဒီနောက်ပိုင်းမှာဆိုလို့ရှိရင်နင်းနီရှာခဲ့တော့မှာဆိုလို့ရှိရင်ဒီ KFC ဆိုင်တွေတော်တော်များများပိတ်သွားတယ်ပေါ့เนาะအဲ့နေရာတွေဆိုလို့ရှိရင်တို့တွေအားလုံးကဒီလိုမျိုးပေါ့เนาะပြန်ရောင်းတာမဟုတ်ဘဲနဲ့ကိုယ် free လို့လို့မျိုးပေါ့เนาะဟိုအားလုံးကို set up လုပ်ပြီးဒါကို run နေပဲငှားကြရရှိတယ်ပြီးလို့ရှိရင်အမ်ဘာကဂိမ်းလာမသိဘူးပေါ့နော်ဒီလိုမျိုးနေရာတွေကနင်းနီးကိုအများကြီးပေးကြတယ်ဒါပေမဲ့သူတို့တွေ တကယ်လောက်ထားတာကြီးရကြတော့ heavy တွေဆိုတဲ့အခါကြတော့ကိုကအဲ့ဒီမှာဒီ restaurant မှာကြတော့ဒီအလုပ်သမားရှာဖို့အတွက်ကခက်တယ်ပေါ့နော်အဓိက Asian chef ပေါ့နော် Asian chef ရှာရတာအရင်ခက်တဲ့အခါကြတော့ကိုကတေးသေးလေးနဲ့ပဲစကျင်တယ်ဆိုတော့ဒီ coffee ဆိုင်ပိတ်သွားတာလေးကိုပြန်ပြီးတော့ယူလိုက်တယ်အဲ့တော့ coffee ဆိုင်ပိတ်သွားတဲ့အထင်းမှာမှသူကဒီ kitchen hook လေးပါပြီးဒါပြီးတဲ့အခါကြတော့ဒီ ပလမ်ပင်းတွေဆိုလို့ရှိရင်လည်းဘာမှပြန်ပြီးတော့အစအနေပြန်မလုပ်ရတဲ့အခါကျတော့ဒီကိုကနည်းနည်းလေးမုန်းမှန်လိုက်ရုံနဲ့ဆေးလေးတုတ်တာပဲဖြစ်ဖြစ်ပေါ့နော်ဒီခုံလေးပါတွေဝယ်ရတာပဲဆိုတဲ့အခါကျတော့ကိုရဲ့ဒီ budget က within 3-4000လောက်ကိုသွားတာပေါ့နော်အဲ့တော့နင်နီရဲ့ restaurant ရဲ့အခြေဝန်းကတော့1400 square feet ရှိပါတယ်အဲ့တော့တခြားလူတွေလိုမျိုးအရင် heavy အကြီးတော့မဟုတ်ပါဘူးဒါပေမဲ့ဒီမှာတော့8ထေပဲစံတယ် store room နှစ်ခန်းပါတယ် toilet နှစ်ခန်းပါတယ်ပြီးလို့ရှိရင် kitchen ကလည်းနေရာကျကျဝ ငွန်းလေးပေါ့နော်ယူထားတယ်ဆိုတော့ဒီလိုမျိုးလေးကိုနေနေကပြင်ပြီးတော့มาရှာခဲ့တာပါအဲ့တော့ second generation restaurant ပေါ့ပိတ်သွားတဲ့ site တွေကိုပြန်ယူခြင်းအဖြစ်ဒီ plumbing နဲ့ဒီ exhaust hood ကို set up လုပ်ရတဲ့ဟာတွေကကိုယ့်ရဲ့ expense ကိုရော့ကျစေပါတယ်ဒါကြောင့်မို့လို့ empty place ကိုမရွေးဘဲနဲ့ဒီလိုမျိုးနေရာကိုရွေးလိုက်တဲ့အတွက်ကြောင့်ဒီ within budget 3-4000လောက်နဲ့ site design ဖွင့်လို့ရတာပါ ဒါပေမဲ့ကိုကဟိုချက်ချင်းတော့ရှာလို့မရဘူးဒီလိုမျိုးဟာကျတော့ property agent တွေကိုကိုကခொနက်လုပ်တယ်ပြီးတဲ့အခါကျတော့ကိုလိုချင်တဲ့ point တွေကိုပြောထားလိုက်တယ်ပေါ့ပြောထားလိုက်တဲ့အခါကျတော့ဒီ property agent တွေကသူတို့စီမှာ claim up မလို့သူတို့စီကိုအမ်ဒီ property အစ်စ်တွေဝင်လာတဲ့အခါမျိုးမှာသူတို့ကကိုယ်ကိုလှမ်းပြီးတော့မှ inform လုပ်တယ်ဒီ property agent ဆိုလို့ရှိရင်နင်းကို Lancaster မှာတစ်ခုပေးခဲ့တယ်ဒီဘက်မှာတစ်ခုပေးခဲ့တယ်ပေါ့နော်ဆိုတော့ ဒီနေရာရွေးချယ်မှုအကြောင်းတော့နင်းနီနောက်ဗီဒီယိုမှာပြောပြမယ်အခုဒီဗီဒီယိုမှာတော့ဒီ within budget အတွင်းကိုဝင်ဖို့အတွက် cost ကိုအရန်နဲ့ short ချခြင်းနဲ့ဆိုလို့ရှိရင်ဒီလိုမျိုးပိတ်သွားတဲ့ဆိုင်ကိုပေါ့နော် second generation restaurant ကိုပြန်ပြီးတော့ရွေးချယ်ခြင်းကကို့အတွက် cost ကိုအများကြီး set ပြီးတော့မှ short ချနိုင်ပါတယ်အဲ့တော့ဒီဗီဒီယိုကတော့ part 1အနေနဲ့ပါဒီရဲ့နောက်ဆက်တွဲမှာမှာပေါ့နော်ဒီ setup လုပ်တာတွေ approval တွေအားလုံးကို ဆက်ပြီးတော့မေးထားတဲ့အကိုအမတွေလည်းရှိရဲဆိုတော့အားလုံးပဲတခြားကိုယ့်ရဲ့ဟို USA နိုင်ငံရောက်မြန်မာနိုင်ငံသားတွေစိုင်းလေးတစိုင်ဖွင့်ခြင်းမယ်အဲဖွင့်ခြင်းနဲ့ဟိုစတင်ပြီးတော့စူးစမ်းနေရဲဆိုလို့ရှိရင်ကိုယ့်ရဲ့ experience လေးပေါ့နော်ဒါလေးကိုလည်းအားလုံးကိုပြပြပေးတာဖြစ်ပါတယ်အဲ့တော့နောက်ထပ်ဒီ approval တို့ setup တို့ပေါ့နော်အာလောက်ရတဲ့ဟာလေးကြီးလည်းနည်းနည်းအရေးကြီးတဲ့အချက်လေးတွေရှိရဲအဲ့တော့ကို senior တွေကနေလေ့လာခဲ့တဲ့အရာတွေရဲ့ကိုယ်တိုင်အာတောင်ပြေးမြောက်ပြေးပြေးခဲ့ ရတဲ့ဒီ heritage အားလုံးကိုအများကြီးမရအောင်လို့နင်နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းတင်ပေးပါမယ်အဲ့